2024-2025ပညာသင်နှင့်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကိုဒီကနေ့မလ18ရက်နေ့ကနေစတင်ဖြည့်ဆို့နေပြီဖြစ်ပါတယ်။2024-2025ပညာသင်နှင့်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကိုမလ18ရက်ကနေ22ရက်အထိကျင်းပမှာဖြစ်ကြောင်း ဆောင်းမိုးဘက်မှာဖြည့်ဆို့ဖို့စီရင်ပေးထားသူចောင်းသားចောင်းသူဦးရေဟာဖေဖော်ဝါရီတတိယဘက်အထိစီရင်အရာ2300ကျော်ရှိတယ်လို့သိရပါဗျ။ဒါပြင်ဆောင်းမိုးဘက်ကာလအတွင်းစင်းရုံတက်ရောက်ပြီးစေဝါကုသမှုခံယူနေကြတဲ့ចောင်းသားចောင်းသူတွေအတွက်စေယုံစာဖြည့်ဌာနလေးကိုကိုပြည်သူစေယုံကြီးမြောက်ကလာပအထွေထွေယောဂကုနဲ့တင် जा ရေးစေယုံကြီးဘောမျိုးသမီးစင်းယုံကြီးဝေဘာကီအထူးကုစင်းယုံကြီးတို့မှာစီစဉ်ထားကြောင်းမလရှေရမှာကျမ်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။2025ခုနှစ်တက္ကသိုလ်ဆောင်မွေးပွဲမှာ မှာနဝမရံအောင်မြင်ပြီးအကြောင်းမျိုးမျိုးကြောင့်တက္ကသဝင်ဆောင်ဝဲဖြည့်ဆို့ခဲ့ခြင်းမရှိသူတွေနဲ့တက္ကသဝင်ဆောင်ဝဲကြရှုံးသူတွေကိုပြင်ပဖြည့်ဖြည့်ဆို့ခွင့်ပြုခဲ့ကြောင်းမြန်မာနိုင်ငံစာစီဦးစီးဌာနကထုတ်ပြန်ထားပါတယ်။